င်းမြောင်းလီပွဲစဉ်29လန်ဒန်တိုင်းမှာချက်စီသင်းကိုအနိုင်ခံပြီးတော့အနိုင်3မှတ်အပြည့်အဝရယူနိုင်ခဲ့တဲ့အာဆင်နယ်အိုက်တရဲ့အာဆင်နယ်ကတော့မီခေးမိန်တို့ရဲ့တလုံးသေးသောဂိုးနဲ့ပဲအနိုင်ရလက်ကိုအကောင်းဆုံးပုံဖော်ပြီးတော့ရမှတ်၃မှတ်ပြေးဝရခဲ့တယ်။ဘရိုဒီပွဲစဉ်ကအာဆင်နယ်အတွက်ဆိုရင်တော့တော်တော်လေးအရေးပါတယ် ချန်ပီယံတိုက်တယ်ရိအတွက်မဟုတ်ဘူးဒါကချန်ပီယံလိဝင်ဝင်အတွက်ကျွန်တော်အာဆင်နယ်အသင်းအနေနဲ့ဖလားလန်းချောင်းမှာရှိတယ်ဘာညာဆိုတာခဏထားလိုက်လောလောဆယ်မှာအဆင်3နေရာက Northern Force ကဖိအားပေးမှုတဖြည်းဖြည်းနဲ့ခံလာရပြီကျွန်တော်အမှားလုပ်ခွင့်မရှိတော့ဘူးကျွန်တော်အဆင့်1ကလီဗာပူးကိုထိုက်တယ်ရိရှင်းမဲ့ဘာညာခဏထားလိုက်အဆင့်3အဆင့်4အဆင့်5နေရာကအသင်းတွေကိုအမှတ်ဖြတ်နိုင်ဖို့ဆိုရင်ဒီလိုမျိုးချန်ပီယံလိဝင်ဝင်လူးတဲ့ပြိုင်ဘက်တွေကိုအနိုင်ကန်နိုင်ဖို့လိုအပ်တယ်ရှေ့မှာမန်ချက်စတာစီးတီးကတည်ကြထားတယ် Forest ကနိုင်ထားတယ်။အခုကျွန်တော်တို့ Chelsea ကိုအနိုင်ခံလိုက်တယ်။အဲ့ဒီအတွက် Champions League ဝင်ခွင့်ပြင်ပအဆင့်900မှာရှိတဲ့ Manchester City သည်အာဆင်နယ်နဲ့10မှတ်ခွာသွားပြီ။10မှတ်ဆိုတာဗျာတင်ချာနီးရဆိုရင်တော့3ပွဲကြော်ကြော်နေထားပဲ4ပွဲအထိပြောလို့ရတယ်။ဒီနေ့ထားမှာ Premier League ပွဲစဉ်29နောက်ထပ်ကံမဲ့ပွဲရလဲ9ပွဲပဲကျန်တော့တယ်။အဲ့ဒီနေ့ထားမှာကျွန်တော်3ပွဲဆိုတော့ နောက်ထပ်6ပွဲနောက်ထပ်5ပွဲလောက်ဆိုရင်ကောင်းကောင်း control လုပ်ပြီး Champions League ဝင်ချင်းနေသွားပြီကျွန်တော်ဒီဟာဒီမှာတော့ဒီတိုက်စစ်အစုဖွဲ့နဲ့တော့ Champions League ဝင်ရရင်ခြေနဲ့ရမယ့်အနေထားပဲ Liverpool ကိုလိုက်မိဖို့ဆိုတာကတော့တော်တော်မလွယ်တော့ဒီနေ့ပွဲစဉ်မှာတဲ့လိုချင်တဲ့ရလက်ပုံဖော်နိုင်ဆိုပဲဝိနေခဲ့တဲ့တိုက်စစ်ကလမ်းကြောင်းတွေကလည်းအများကြီးပဲကဲကျွန်တော်ဂိမ်းချောင်းလေးပြောလိုက်အောင်အာဆင်နယ်နေနဲ့ဒီနေ့ Chelsea ပွဲကိုပွဲထွက်လာတဲ့လူစင်းကတော့ထုံးစံအတိုင်းပဲ အသင်းရဲ့အကောင်းဆုံးမလို့ပြောလို့ရတဲ့ Trossard Main တို့ရဲ့ပုံမှန်သုံးနေကြဝန်ဒရီနေရာမှာ Martinelli ကိုထည့်လာတာဒီပိုင်းကိုကျွန်တော်ပြီးမှပြောပြမယ်ကွင်းထဲမှာဆိုရင်တော့ Declan Rice, Partey, Origas ခံစစ်မှာဆို Louis Kelly, Timber သူက full back အဖြစ်သုံးပြီးတော့ Gabriel Saliba, David Raya ဒီအထိုင်ကိုပဲသုံးသွားတယ်ဘာမှမပြောင်းလို့ပြောင်းလဲတာကဝန်ဒရီနေရာမှာ Martinelli ကိုထည့်လာတာအဒီဒါဒီဘောဒီမှာဘာကြောင့်မာတင်နယ်လီကိုသုံးလဲဆိုတော့တစ်ဖက်ကမတ်ခူခူရဲလာကိုကောင်းကောင်းဖိထားခြင်းလို့ ခုခုရဲ့လာကိုအာဆင်နယ်အသင်းနေနဲ့တိုက်စစ်ဇုံကမြန်နှုံးမြင့်ကစားသမားနဲ့မဖိနိုင်ဘူးဆိုရင်ဘာဒီပေးဆက်သွားနိုင်လဲဆိုတော့ပထမပိုင်းပြီးကနေအခိုက်အတန့်တွေကိုပြန်ပြီးကြည့်ကြည့်ပါကျွန်တော်တော်တော်လေးခက်ခဲနေတာချဲစီအသင်းကအာဆင်နယ်ကိုပိုစီရှင်အတိုင်းဝီးပြန်ပြီးဆော့တဲ့အခါမျိုးတွေမှာသူတို့ရဲ့ဖူးဘက်ကစားသမားမတ်ခုခုရဲ့လာကအတကင်လိုက်တာတော်တော်လေးကောင်းတယ်အိုဗာလုပ်တွေကောင်းတယ်ပြီးတော့ဒီအဖူးဘက်တကြောလုံးမှာခရစ်စတိုဘာအန်ကိုကူနဲ့လင့်ကတ်တွဲတာတွေကောင်းတယ်ပြီးတော့ပါဝါထွက်တယ်သူကန်လိုက်တဲ့တလုံးဆိုရင် ကိုသမားဒေးဗစ်ရိုင်ယာပုတ်ထုတ်မှုမတည်တတ်တာကနေဂိုးကန်နီဆဲဆဲပဲအဝေးတိုင်းတောင်ဘေးကနေလိမ့်ထွက်သွားတာကံကောင်းလို့အဲ့တော့ဒီနေ့ပွဲစဉ်မှာဘာကြောင့်မာတင်နယ်လီကိုသုံးလဲဆိုတော့တဖက်အသင်းရဲ့မက်ကူကူလာစိတ်တိုင်းကြတိုက်ဆက်လိုက်ပြီးပံ့ပိုးလို့မရအောင်မြန်နှုံးမြင့်ကစားသမားနဲ့ဖိထားတာတကယ်လဲမာတင်နယ်လီဒီ၄ချိန်မှာ၃ချိန်လောက်ထိအလုပ်ဖြစ်ခဲ့တယ်ဂိုးမသွင်းနိုင်တာလွဲရင်ပေါ့လေအဲ့တော့ဒီပွဲစဉ်မှာတော့အာဆင်နယ်တို့လူထုတ်ပုံမှန်တယ်လို့ပြောလို့ရတယ်တဖက်မှာလည်းနက်တိုထောင်ထားပြီးတော့သူ့ရဲ့နောက်မှာခရစ်စတိုဘာအန်ကွန်ကူဖာနန်ဒက်စ်ဆန်ချို ကွင်းလယ်မှာတော့ကင်စီတို့နဲ့ရီစီဂျင်းကိုတုံးလာတယ်။မကူကူရလာဘက်တရာရှိလပိုင်းကိုဝဲနဲ့ဖိုဖာနာကိုတုံးလာတယ်။ဆန်ချက်ဒီနေ့ဘွဲမှာဆန်ချက်ပထမပိုင်းမှာတော်တော်အမှားများတယ်။ဒါပေမဲ့တချို့မူးမှန်လေးတွေမှာဆန်ချက်နေနဲ့ပုတ်ထုံးမှုကောင်းတာလေးရှိ။သူအမှားများတယ်တစ်ဆင့်မာတီနီလီဘောလုံးရာသွားပြီးတော့ထရော့ဆက်နဲ့လင့်ကပ်ပြန်တွဲရမယ်အစားမှာကန်လိုက်တဲ့အလုံးတစ်လုံးဆိုကျွန်တော်တော်တော်လေးတမျောတယ်။အဲ့လိုအလုံးမျိုးတွေကလေအမေရိကန်ဆိုလို့ရှိရင်ကျွန်တော်နေဒီထက်ပိုပြီးတော့ chance တွေရတဲ့ အာမာတီနယ်လီအထဲတဲကိုဆုံးသွားတယ်ပြီးတော့ဒီခပ်ပုံစံမျိုးညာအတွင်းနဲ့ဆွဲဝင်ပြီးတော့ကန်တဲ့ပုံစံမျိုးမှာတစ်ဖက်ကိုသမားတသားရပဲပုတ်သွားပြီးတော့ဂိုးဘူးချက်စ်တီအများကြီးပဲဒီနေ့ပွဲစဉ်မှာကျွန်တော်ဘောလုံးပွဲတိုက်ရိုက်ပြနေရင်လည်းကျွန်တော်ညီကိုတွေပြောတာတတိထားမိတယ်ခိုင်ဘက်ကိုလွမ်းနေတယ်တကယ်လည်းလွမ်းတင်တယ်ခိုင်ဘက်သာပိုင်ပထမအိမ်ပိုင်နှစ်ကိုးလောက်ရတယ်တစ်ဖက်ချက်စီအသင်းရဲ့ခန်စစ်ကိုအပြစ်တင်တာမဟုတ်တော့စမ်းချက်ကအမားကြီးနဲ့တစ်စင်ကျွန်တော်ဂိုးရဖို့တော်တော်လေးနှိစက်ခဲ့တဲ့ခိုက်တက်တယ်ကျွန်တော်တို့ Chelsea အသင်းကိုတချို့အချိန်ဒီမှာ position အတိုင်းဝီးဆော့နေတာရှိတယ်။ Chelsea ကကျွန်တော်တို့ပြန်ပြီးတန်ဖိုးတင်ပြီးဆော့လာရှိတယ်။ဒုတိယပိုင်းမှာဆိုရင် Chelsea ကပိုပြီးဂိမ်းကိုကောင်းကောင်းထိန်းချုပ်သွားတာတွေ့ရတယ်။ဒီနေ့ပွဲစဉ်မှာဆိုရင်တော့ကျွန်တော် Chelsea အသင်းရဲ့အကြိုက်ဆုံးကစားသမားပြောပါဆိုရင်တော့ခူခူရဲလာတော်တော်လေးသဘောကျတယ်။ကောင်းတယ်။ခံစစ်မှာလည်းဖြတ်ထုတ်မှုတွေကောင်းတယ်။တိုက်စစ်လိုက်ပါမှုကောင်းတယ်။ဝင်ကဘက်က cross ball တွေထွက်တယ်။ penalty ပေါက်တဲ့အထိ finishing လုပ်ဖို့ကြိုးစားတယ်။ခူခူရဲလာဒီနေ့တော်တော်လေးကောင်းတယ်။သူ ပနတိပေါက်ထဲမှာချော်လဲပြီးဟန်ချက်ပြတ်သွားပြီးတင်မှာလွတ်လွတ်ကျွတ်ကျွတ်ဆွဲခွင့်ရသွားတဲ့တလုံးမှာဆိုရင်ဒါအဲ့မှားတစ်ချက်ကလည်းကျန်တဲ့ပိုင်းမှာကူရလာတော်တော်လေးကောင်းတယ်ဒါကတော့ဒါ appreciate ပေါ့လေဒီပွဲနဲ့ပတ်သက်ပြီးအာဆင်နယ်တင်းတဲ့တလုံးသေးသောဂိုးတော့မိနစ်20မှာဒေါင္ကန်ဘောတစ်စင်ဂိုးရကျွန်တော်တို့ဒေါင္ကန်ဘောကနေပြီးတော့ခေါင်းတိုက်ဘောတွေမရတော်တော်ကြာကြီးဗျဒီနောက်တော့အာဆင်နယ်ကိုဆပ်ပီစပက်ရှယ်လစ်နီကိုလက်ဂျိုဘာရဲ့အသင်းကစတုတ်စီးတီးလက်သက်ဘာညာနဲ့ပြောကြတာ ဒါပေမဲ့တကယ်တကယ်ကန်တဲ့ခါမှာခုနောက်ပိုင်းအာဆီနယ်ဒီစပီးရိုင်တစ်စင်ဂိုးရတာတော်တော်လေးရှားလာတယ်။ဒါပေမဲ့ဒီပွဲစဉ်မှာတော့ဂိုးပြန်မြင်တွေ့ရတယ်။အဲ့ဒါကတော့အိုဒီကကန်နေလိုက်တဲ့အလုံးကိုဒီခန်စစ်တန်းရဲ့ရှေ့ဆုံးမှာခေါင်းတိုက်ဖို့နေရာယူထားခဲ့တဲ့မီခင်းမိန်တို့ကဒါနေရာယူထားတာမဟုတ်သူလည်းအဝေးကနေပြေးလာရတာ။အဲ့ဒါပယ်နတီဒီစပော့ရဲ့အပြင်းအားကြကြနေနေရာယူလဲပြီးတော့ကန်လဲကန်နေသူအဲ့ရကနေပန်းပြီးပြေးလာ ပြီးတော့ခေါင်းတိုက်လိုက်တယ်ဒီဂျိုးဆောင်နဲ့နောက်ကလန်တိုက်လို့ဖြစ်ပြီးအဝေးထဲနောက်ကိုသွားတာစမ်းချက်လေထဲမှာပုတ်ထုတ်ဖို့ကြိုးစားတော်တော်လေးကိုသူလှမ်းပုတ်တာကြိုးကြတာကလည်းအဝေးထဲတောင်းဖို့လို့သူမကာဝင်နိုင်ခဲ့တာအဲ့မှာစာလီဘာတို့ဘာတို့အခြားကစားသမားတွေကမာကင်ကပ်ပြီးဖတ်ထားတာကြီးပါပြီးတော့တဘုံကြီးပေါ့ဗျာဒါပေမဲ့မာကင်လွတ်နေခဲ့တဲ့မီခင်မိန်တော့ကိုသိသွားခဲ့တယ်အသင်းအတွက်လိုရတဲ့ချိန်မှာဂိုးတွေသွင်းပြီးရကစားသမားလို့ပြောလို့ရတယ်အရှိမလဲသူရှာပေးခဲ့တဲ့အမှတ်တွေရှိပါတယ်ဒါပေမဲ့ဒီရာသီလက်ကျန်လောက်ပဲ မင်းတို့ကျွန်တော်ဒီအထောင်တရားမှာတွေ့ရမှာပါလူရည်ကြလို့ရှိရင်တော့ကျင်းတည်ဖြစ်ရမယ်တနေရာပေါ့လေမကြခင်မှာလဲစကားပြန်လာတော့မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ international break ကိုတော့ Chelsea ကိုအနိုင်ခံပြီးတော့နိုင်ပွဲလေးနဲ့နှုတ်ဆက်နိုင်ပေါ့လေဟိုကျွန်တော်တို့ international break ကို Chelsea ကိုတည်ကြပြီးဖြတ်တန်းခဲ့ရတဲ့ကာလကြီးရှိမှရှိခဲ့သည်အခုကတော့နောင်လ April 2ရက်နေ့မှာပဲ full နယ်ပွဲစဉ်ကျွန်တော်တို့ကြံရမှာဂျာနေမှာဗားပွဲမှမရှိတော့ဘူးအင်္ဂလန်ပွဲစဉ်ရင်ဗျာမကြည့်ချင်တဲ့ကြည့်ကြည့်ချင်တဲ့ကြည့်ဒါပဲရှိတော့တယ်အဲ့တော့ဒီနေ့ပွဲစဉ်ကတော့ဂိမ်းကထင်ထားပိုပြီးကြမ်းတယ် အာဆင်နယ်အနေနဲ့ဘောလုံးပိုင်ဆိုင်မှု41ရာခိုင်နှုန်းချယ်ဆီက59ရာခိုင်နှုန်းအာဆင်နယ်အနေနဲ့12ကြိမ်ကန်နဲ့4ကြိမ်ကိုးပေါက်တဲ့တယ်ချယ်ဆီက8ကြိမ်ကန်နဲ့2ကြိမ်ကိုးပေါက်တဲ့တယ်ဘစ်ချန်ခရီးယားတော့2သိန်းလုံးမှမရှိဘူးပြီးတော့ကော်နာမှာအာဆင်နယ်က5ကြိမ်ရတယ်ချယ်ဆီက4ကြိမ်ရတယ်ဒီနေ့ပွဲစဉ်ရဲ့ဝိသေသလက္ခဏာတော့ဆော့တာတော်တော်လေးကျန်းညားတာအာဆင်နယ်ကပိုကျန်းတဲ့အခိုက်အတန့်တွေရှိလို့ချယ်ဆီကလည်းဖြတ်ထုတ်မှုခက်ခဲညံ့နေရှိခဲ့ဒါပေမဲ့တည့်ရတိုင်းပဲလန်ဒန်ဒါဘီဆိုတော့ ကျွန်တော်တို့ကပုံမှန်ဆိုရင်စပါနဲ့လန်ဒန်တာပြီးတော့ပိုပြီးဒီထက်ကျန်းလीရှိတယ်။ဒါပေမဲ့ချယ်ဆီနဲ့ပွဲတော့ဒီနေ့မှာတော်တော်ကျန်းတဲ့အတိုင်းအတာတစ်ခုလို့ရောက်တယ်လို့ပြောလို့ရတယ်။ဘာပြောပါအနိုင်ရလက်တစ်ခုယူနိုက်တာပဲမဆိုးပြောမယ်။ကလင်းရှစ်လည်းရတယ်။အနိုင်သုံးမှတ်လည်းရတယ်။ချန်ပီယံလိဝင်ခွင့်နေရာကပြိုင်ဘက်တယောက်ကိုလည်းအကောင်းဆုံးနောက်ခေါက်ကျနိုင်တယ်။တချို့ကတော့ပြောတာပေါ့လေ ငါတို့ကထိုက်တဲ့ challenger အစ်င့်နဲ့နေရာမှာရှိရဘာကြောင့်များချန်ပီယံလိဝင်ကြောင်ပြောနေလဲဆိုတော့တင်ချာနီးရဆိုစိတ်ချတဲ့အနေထားမှာမရှိသေးဘူးပြီးတော့ခုနောက်မှကျွန်တော်အာဆင်နယ်ကိုစိုးရင်တာကတိုက်စစ်ဆောင်ကစားသမားတွေပဲတန်းစီနာနေခဲ့တာဖြစ်တဲ့အတွက်ဟိုတေရေလောက်ကတော့စိတ်မပူဘူးဒါပေမဲ့နိုင်အောင်ပုံဖော်ဖို့ဆိုဘသူကိုသွေးမင်းမလဲဆိုတဲ့အပိုင်းကိုကျွန်တော်အရန်စိတ်ပူတာအဲ့တော့ဒီလိုပုံစံမျိုးလေးနေပဲတကူရရင်တကူကိုထိမ့်ပြီးဆော့သွားတာမျိုးနှစ်ကူရရင်နှစ်ကူထိမ့်ပြီးဆော့သွားတာမျိုးအနိုင်သုံးမရရင်တော်ပြီဒီနေ့ပွဲကနည်းနည်းလေးတော့အနေရများတယ် ာရီတာချင်းကတ်တဲ့ဂိမ်းပလန်လေးဒီနေ့သူလူစားလေးနှစ်ယောက်ပဲအာဆင်နယ်အသင်းနေနဲ့ဒီဝန်နရီနဲ့တီယာနီနဲ့လူစားလေးပြီးဝင်လာတဲ့အပိုင်းအလွင်ကျန်တဲ့ပိုင်းမှာလူစားလေးမှုမလို့တစ်ဖက်ကချေစီက9ခုလာမသိလဲအာဆင်နယ်နှစ်ယောက်ပဲလေဟိုကျွန်တော်တို့နည်းနည်း risk ယူလိုက်ရတာဗာလဲဆိုတော့ကိုကတကိုးနဲ့နိုင်နေတယ်နောက်တကိုးသိမှုကိုအသေးအံစူးစမ်းတဲ့အခိုက်အတန့်နေရှိတယ်။ဒါပေမဲ့ခန်းစစ်ကိုပို့ပြီး smart ကြကြဖြစ်အောင်ဆော့တယ်။နိုင်တော်လို့ဒီစကားပြောတာပါ။အကယ်၍တေကြတာရှုံးတာဖြစ်ရင်တော့အရန်ကြောက်အားကြီးတဲ့အာဒီတာဘာညာကျွန်တော်တို့ သုံးတော့မယ်နေထားပဲတော်တော်လေးကိုအနေရများခဲ့တာပရီးမီးယားလီဂ်မှာတကိုးလေးနဲ့အနိုင်ရဖို့ကြိုးစားတာကအနေရများတယ်ပြောတယ်ကျွန်တော်ဆိုဒေါက်ရှော့မိနစ်တွေပဲထိုင်ရင်းနေတာဘာကြောင့်လို့ဆိုဘယ်ချိန်မဆိုးတေးကြသွားနိုင်တယ်တစ်ဖက်မှာလည်းနက်တိုလိုမျိုးခရစ်စတိုဘာအန်ကူကူလိုမျိုးဂိုးသွင်းနိုင်တဲ့လူတွေခုခုရဲလာလို့ကစားသမားမျိုးတွေအစားရှိတယ်သတိကြီးကြီးထားပြီးတော့ကစားနေတာနက်တိုဆိုလို့ရှိရင်ပထမအကြောအတွေ့ဆုံမှုလိုမျိုးအေရီးယားထိပ်ကကံမှုကြိုးစားတယ်အာဆင်ကလုံးဝဘလော့ရီပဲလုပ်ပြတာတော်တော်အနေရများတာပါ ဒါပေမဲ့လူချင်းရဲ့ရလတခုပုံဖော်နိုင်ခဲ့တာဖြစ်တဲ့အတွက်ဘောလုံးပိုင်ဆိုင်ဘလောက်ပဲအတားရပါစေဘလောက်ပဲကန်ကျက်ရှိရှိအနိုင်သုံးမရဖို့အတွက်ပိုက်ထဲကိုတလုံးထည့်နိုင်ခဲ့တဲ့အာဆင်နယ်တော်တော်ဒီနိုင်ပွဲကထိုက်တန်တယ်လို့ပြောလို့ရတယ်ကျွန်တော်ဒီနိုင်ပွဲကိုကြည့်တဲ့အခါမှာဂိုးပြန်ပေးရမှာစိုးရိမ်နိုင်ရယ်ကစားသမားတွေဒဏ်ရာသွားမှာစိုးရိမ်ရဒါဒါပဲကျန်တာပွဲပန်းတာပါညာဂီယူမဆိုင်တော့ဒါပြီးရင်ဘောပွဲမှာမရှိတော့အဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးညီကိုတော့ဘလို့ထင်လဲလန်ဒန် is rest လို့ပဲပြောရလို့ပေါ့လေကျွန်တော်နောက်ဆုံး300တီပရီးမီယာလိမှာအင်ကွင်းဝင်းဝင်း 6ချက်တွေ့တယ်အဲ့မှာအာဆင်နယ်သည်4ချက်နိုင်တယ်တရီ2ချက်ပဲကြတယ်အဲ့ဒါမနစ်ကတော့တူတူကြတဲ့တပွဲရဲ့ဒီရာသီပထမအကြော့ဝန်းဝန်းကြတဲ့တပွဲဒါပဲကျန်တဲ့ပွိုင်းကြီးမှာတော့အာဆင်နယ်သည်ပြက်ပြက်သားသားနိုင်ထားတာကိုတွေ့ရတယ်ကဲညီကိုတို့ကဒီပွဲနဲ့ပတ်သက်ပြီးဘယ်လိုထင်လဲခေါမဝင်ရောက်ရေးသားပြီးတော့ဘောင်းမနက်ဖြန်ကြလို့ရှိရင်တော့အာဆင်နယ်နိုင်ရင် တနေရောင်စေသိန်းယူဖို့ဆိုကျွန်တော်စီကိုပို့ပေးထားတဲ့ကိုဆိုင်ရဲ့အလူငွေကိုလည်းသွားလှူမဲ့နေရာကိုမနက်ဖြန်ရကျွန်တော်ကြင်ညာပြီးပါမယ်။အဲမီးဘေးတဲ့နေရာတွေကိုလှူဖို့ကိုတော့ဦးစားပေးဆုံးဖြတ်တာဗောလေ။ပွင့်ဖြူမျိုးနယ်ဆိုတာမျိုးဟိုတနေ့ကကွန်မန်ထဲမှာတော်တော်ရေးကြတွေ့။အဲ့နေရာကိုလည်းလှူဖို့ကျွန်တော်ဟိုမနက်ဖြန်ကြရင်တော့ဒါစပားဖန်ကိုဒင်းနဲ့ချိတ်ဆက်ပြီးရင်တော့ဟိုသူ့မှာအဆက်အသွယ်ရှိတော့ကျွန်တော်အဲ့ဘက်ကနေသွားလှူဖို့တော့ပြင်ဆင်ထားပါတယ်။အဆုံးထိပြတယ်လဲ။ အားလုံးကိုကျေးဇူးတင်ပါတယ်ဒီစီဇန်လေးကိုအဓိကဝန်ကြီးပောင်းပြီးတဲ့ရှူဘော်လုံးကကိုဆိုင်ကိုလည်းကျေးဇူးတင်ပါတယ်တခခုဆိုဂျာစီပြိုင်ပွဲတွေအခုလိုမျိုးအလှငွေလှုပ်ပေးတဲ့ကိုဆိုင်ကိုလည်းကျေးဇူးတင်ပါတယ်သူစီမှာယုံကြည်စိတ်ချစွာဖြင့်ဘောလုံးပွဲတွေကစားလို့ရပါတယ်ကျွန်တော်နဲ့ဆိုလည်းသူနဲ့လက်တွဲလာတာနှစ်ချီနေပါပြီအိုင်ဗတ်ခွေကိုစပေါ့အင်နိုင်း၅၃လုံးပစ်တခုသူစီမှာကစားလို့ရပါတယ်ဘိုင်ဘာဖုန်းနံပါတ်၃ညောက်6016636 3936ဆက်တယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေမှာဖြစ်ပါတယ်အကိမတိရလူရှိရင်လည်းမစင်ညာမလာပြီးမေးမြန်းလို့ရပါတယ်